ူတယောက်အသက်ကြီးတာနဲ့အိုမင်းတာက တူတယ်လို့လည်းမတူပါဘူးเนาะတချို့လူတွေကအသက်ကြီးလာတယ်ဆိုပေမဲ့လည်းကျန်းမာရေးလိုက်စားတဲ့အထွတ်ကြောင့်မို့လို့အိုမင်းရဲ့လက္ခဏာမပြတ်တဲ့ပဲနဲ့နှုတ်ပြိုလန်းဆန်နေတတ်ကြပါတယ်။ဒါပေမဲ့ဆရာဆိုတာရှောင်ရွက်လို့မရတဲ့အထွတ်ကြောင့်မို့လို့အချိန်တန်လာရင်တော့အိုမင်းရဲ့လက္ခဏာတို့လိုလိုပြလာမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီပြိုလေးထက်မှာတော့လူတယောက်အိုမင်းလာတဲ့အခါခန္ဓာကိုယ်ကပြတ်တတ်တဲ့အပြောင်းလဲခုနှစ်ချက်အကြောင်းပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်လို့ရတဲ့ subscribe လုပ်ပြီးတော့ဗီ င်းနာလူဒီပဲလို့လည်းနှိမ့်ချပေးပါအောင်ရှင်အသက်ကြီးလာပြီဆိုရင်အာရုံကျော်စနစ်နဲ့ကြွတာစနစ်မှာအပြောင်းအလဲတွေဖြစ်ပေါ်လာတတ်ပါတယ် ကြောင်ကနန်းတွေပြောလာတာနားလေးလာတာအနည်းနာမှရှိတဲ့အရာဝတ္ထုတွေတောင်မှပဲတဲတဲကွဲကွဲမမြင်ရတော့တာမျက်လုံးထဲမှာ အတွင်းဒိန်တွေဖြစ်လာတာကြွက်သားတွေကပျော့တွဲလာပြီးတော့အားနည်းလာတာနဲ့ခဏခဏလဲကျလာတာတွေကကိုအိုမင်းလာပြီဆိုတာကိုခန္ဓာကိုယ်ကပြတ်တာနေတဲ့လက္ခဏာတွေပဲဖြစ်ပါရဲ့ရှင်။ ောက်တစ်ချက်ကတော့အသက်ရှူစနစ်မှာအပြောင်းအလဲဖြစ်တာပဲဖြစ်ပါရဲ့အသက်ကြီးလာတဲ့အခါအဆုတ်ကလည်းတဖြည်းဖြည်းယူရင်းပြည့်စည်လာတဲ့အတွက်ကြောင့်မို့လို့အသက်ရှူစနစ်မှာလည်းအပြောင်းအလဲတွေအများကြီးဖြစ်လာပါရဲ့အသက်ရှူသွင်းရှူထုတ်ကောင်းကောင်းမလုပ်နိုင်တော့တာခဏခဏမောကျက်လာတာအသက်ဝဝရှူလို့မရတာ သွေးရင်းအောက်ဆီဂျင်တိုင်းနဲ့ဆက်ဖြစ်တဲ့အောက်ဆီမီတာနဲ့တိုင်းတဲ့အခါမှာအောက်ဆီဂျင်ပမာဏကျနေတာနောက်ပြီးတော့ခဏခဏချောင်းဆိုးရင်ကျက်လာပြီဆိုလို့ရှိရင်ဒါတွေက ခန္ဓာကိုယ်ကနေပြီးတော့ကိုယ်အုံမင်းလာပြီဆိုတာကိုပြသနေတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ရှင်နောက်တစ်ချက်ကတော့သွေးလက်ပတ်မှုစနစ်မှာပြတဲ့အပြောင်းအလဲပဲဖြစ်ပါတယ် ကျမတို့အိတ်နေတဲ့အချိန်မှာတော့မှပဲကောင်းကောင်းအနားမယူရပဲနဲ့မွေးစားကနေတည်ဆုံးတဲ့အထိအလုံးလုံးနေရတဲ့အင်္ဂါရက်ကိုပြပါဆိုရင်တော့နှလုံးကိုပြပါလိမ့်မယ်နှလုံးကလည်းတစ်ချိန်လုံးအလုံးလုံးနေရတဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်အိုမင်းလာတဲ့အများသူကလည်းချုပ်ရွေးနေပြီဆိုတာကိုလက္ခဏာပြတတ်ပါတယ်လက်ကျင်ကပြင်းပြင်းထန်ထန်လှုပ်လိုက်တာနဲ့မောမောလာတာလက်ကဝတ်သွေးကြောမှာသွေးကုန်နှုန်းနဲ့သွေးတိုးနှုန်းပိုများလာတာထိုင်ရနေပြီးတော့ထားလိုက်တဲ့အခါမှာမိုက်ခနဲဖြစ်ပြီးတော့မိတ်လည်းမလို့တွေဖြစ်တာပြီးတော့သွေးပြန့်ကျော်ကိုစမ်းကြည့်တဲ့အခါမှာလည်းငငယ်တော့လို့ ပြော့ပြောင်းမနေတော့ဘဲနဲ့မာတင်းလာတာနှလုံးညင်အားမကောင်းတော့တဲ့အထွက်ကြောင့်မို့လို့ရင်ဘတ်တွေခဏခဏအောက်လာတာတွေကလည်းခန္ဓာကိုယ်အုံမင်းနေပြီဆိုတော့ကိုသွေးလက်ပတ်မှုစနစ်ကနေပြသနေတဲ့လက္ခဏာတွေပဲဖြစ်ပါရဲ့ရှင် နောက်တစ်ချက်ကတော့ကြောက်ကစနစ်မှာပြရတဲ့အပြောင်းလဲပဲဖြစ်ပါရဲ့ခန္ဓာကိုယ်ကထွက်တဲ့အညစ်အကြေးတွေတောက်လိုက်တဲ့ဆေးတွေနဲ့အစိမ့်တော့ဖြစ်စေနိုင်တဲ့ပစ္စည်းတွေကိုစွန့်ပစ်ပေးတဲ့ခန္ဓာကိုယ်ကအညစ်အကြေးစွန့်တဲ့အဖွဲ့အစည်းရဆိုလို့ရှိရင်လည်းခန္ဓာကိုယ်အုံမဲလာအောင်အများသူတို့လည်းပြင်ပန်းလာတဲ့လာပြီးဆိုတာကိုပြသနေတဲ့လက္ခဏာတွေရှိပါရဲ့နှစ်ကာလကြာကြာလှုပ်လှုပ်ခဲ့ရတဲ့အတွက်သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမလုပ်ဆောင်နိုင်တော့တဲ့အခါမှာဆိုလို့ရှိရင်အသားအရည်တွေမွေးချောက်လာတာ ခြေတောက်တွေဖောရောင်လာရတောက်လိုက်တဲ့ဆေးတွေကိုခန္ဓာကိုယ်ကကောင်းကောင်းမဆုံးနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ဆေးတွေရဲ့ဗေဒွက်ဆိုးကျိုးကိုငငယ်ရထပ်ပို့ပြီးတော့ခံလာရတာဆေးတွေနဲ့ဓာတ်မတည့်တာတွေပို့ပြလာရဟာခန္ဓာကိုယ်ကအိုမင်းနေပြီဆိုတာကိုကြောက်ကြရပြသနေတဲ့လက္ခဏာတွေဖြစ်ပါရဲ့ရှင်နောက်တစ်ချက်ကတော့ဟော်မုန်းစနစ်မှာဖြစ်တဲ့အပြောင်းအလဲပဲဖြစ်ပါတယ် အသက်ကြီးလာတဲ့အခါခန္ဓာကိုယ်မှာဟော်မုန်းထွက်တဲ့အင်္ဂါရက်ကလည်းတဖြည်းဖြည်းနဲ့ပြည့်စည်လာတဲ့အတွက်ကြောင့်မို့လို့ဟော်မုန်းထွက်လုံတွေကလည်းကျဆင်းလာတတ်ပါရဲ့။ဟော်မုန်းဆိုတာကခန္ဓာကိုယ်ထဲမှာရှိတဲ့အင်္ဂါရက်တွေရဲ့အလုံးလုံးပုံတွေကိုထိန်းချုပ်ပေးတာဖြစ်တဲ့အတွက်ဒီဟော်မုန်းစနစ်တွေချို့ရင်လာတဲ့အခါမှာခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါရက်တွေရဲ့အလုံးလုံးပုံကိုလည်းထိခိုက်လာနိုင်ပါတယ်။ဥပမာခန္ဓာကိုယ်တွင်းရအချိုဓာတ်ကိုထိန်းပေးတဲ့အင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့မိုးချိုအိတ်ကဘီတာဆဲတွေဟာအသက်ကြီးလာတဲ့အခါတဖြည်းဖြည်းပြည့်စည်လာပါရဲ့။အင်ဆူလင်ထွက်တာနည်းသွားတဲ့အတွက်သွေးရည် ချိုတောင်မထိန်နိုင်တော့ပါဘူး။ဒါကြောင့်စီးချိုရောဂါဖြစ်နိုင်ကြရတဲ့ပုံများလာပါတော့တယ်။ပြောချင်တာကတော့အသက်ကြီးလို့အိုမင်းလာတဲ့အခါဟော်မုန်းစနစ်ကလည်းလက္ခဏာတွေပြပြီးတော့အချက်ပြည့်ရဲဆိုတာပါပဲ။ နောက်တစ်ချက်ကတော့အစာရည်နဲ့အူလမ်းကြောင်းမှာပြရတဲ့အပြောင်းအလဲတွေပဲဖြစ်ပါတယ်။အသက်ကြီးလာတဲ့အခါအိုရီရဲ့လှုပ်ရှားမှုကလည်းပုံမှန်ထက်ပိုပြီးတော့နည်းလာပါတယ်။အဲ့ဒီအခါအကျိုးဆက်အနေနဲ့အစာမကြေရင်ပြည့်ရင်ကလေးခဏခဏဖြစ်တာဝမ်းချုပ်တာတွေဖြစ်လာပါတယ်။ဒီလိုမျိုးလက္ခဏာတွေပြနေပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကအိုမင်းနေပြီဆိုတာကိုလက္ခဏာပြနေတယ်ဆိုတဲ့အကြောင်းသတိထားဖို့လိုအပ်ပါရဲ့ရှင်။ ောက်ဆုံးတစ်ချက်ကတော့အယိုးစနစ်မှာဖြစ်တဲ့အပြောင်းအလဲပါအသက်ကြီးလာတဲ့အခါအယိုးမှာပါဝင်တဲ့တထူဓာတ်တွေရဲ့ပမာဏကလည်းလျော့ကျလာပါတယ်အထူးသဖြင့်အမျိုးသမီးတွေမှာသွေးဆုံပြီးချိန်ဆိုရင်အယိုးတထူပမာဏလျော့ကျမှုကပိုပြီးတော့ဆိုးပါတယ်ဒါကြောင့်လူတယောက်အိုမင်းလာတဲ့အခါအယိုးစနစ်ကိုဓာတ်မှန်ရိုက်ကြည့်လိုက်မယ်ဆိုရင်အယိုးပအယိုးပွားဖြစ်တာကိုပြတာအယိုးခဏခဏကျိုးလွတာတွေနဲ့လက္ခဏာပြတတ်ပါတယ်ရှင်ဒီအပြောင်းအလဲတွေကိုကာကွယ်လို့ရလားဆိုရင်တော့အဖြေက no ပါနော်လူတိုင်းလူတိုင်းအသက်ကြီးလာတဲ့အခါမှာစောရောင်နဲ့ နောက်ကျတာပဲကွာမှာဖြစ်ပြီးတော့ဒီလက္ခဏာတွေကတော့လူတိုင်းတွေ့ကြုံရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလက္ခဏာတွေကြုံလာပြီဆိုတာနဲ့ငါတို့အိုမင်းလာပြီကျန်းမာရေးကိုတေချာကယူဆရတော့မယ်လို့နှလုံးသွင်းပြီးတော့ကျန်းမာရေးကိုတေချာလိုက်ရှားကြပါလို့အကြံပေးနေပဲဒီဗီဒီယိုလေးကိုညီကောင်းချုပ်လိုက်ပါရဲ့ရှင်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါပါရှင်။